အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဗီဒီယိုမင်းပိုင်ဆိုးဖြစ်ပါတယ်အဲကျွန်တော်ခုကမှတော့ကျွန်တော်မိတ်ဆွေတောက်ကြသားသမီးတွေအတွက်ဟော့စတန်လေးတစ်ခုဟောပေးခြင်းနဲ့ပြောနော်အခုမကြောင်ခင်ကျွန်တော်တို့မြန်မာရိုးရာနှစ်သစ်မင်္ဂလာကြာရောက်တော့မဲ့အခါဖြစ်တယ်ပေါ့လေ1386ခုနှစ်ကနေ1389ခုနှစ်ကိုကူးပြောင်းတော့မှာပေါ့အဲ့တော့နှစ်သစ်ကူးပြောင်းတဲ့အခါတိုင်းအခါတိုင်းမှာကံကောင်းတဲ့နေ့နံလေးတွေရှိတယ်ကံညံ့တဲ့နေ့နံလေးတွေရှိတယ်အဲ့ဒီညံ့တဲ့နေ့နံလေးကမှပုံညံ့တဲ့နေ့နံရှိသလို ကောင်းတဲ့နေနံတွေကအနေနဲ့ပို့ပြီးတော့ထူးထူးချွံ့ချွံ့လေးခြုံထွက်ပြီးကောင်းတဲ့နေနံရယ်ဆိုပြီးရှိတယ်။အဲ့တော့အဲ့လာမဲ့ဒီနှစ်တက1389ခုနှစ်မှာကံအကောင်းဆုံးနေနံတွေတဲမှာတောက်ကြာသားသမီးတွေပါတာတွေ့ရတယ်။အဲ့တော့တောက်ကြာသားသမီးတွေကံကောင်းတယ်ပေါ့။ဟုတ်ပြီအဲ့တောက်ကြာသားသမီးတွေကမှတယောက်နဲ့တယောက်ဖွားစားတာချင်းလည်းမတူကြဘူး။ရောက်စဲအသက်တွေလည်းမတူကြတော့ကောင်းတဲ့ဆိုတော့လည်းပြောတော်လည်းပဲပေါ့လေ။ဒါခြုံပြောတာပေါ့။ဟိုလူတန်းရဲ့တန်းတဲ့ချီရှိတာဗျာအဲ့ထက်ထမကောင်းတဲ့သူလည်းရှိမယ်မကောင်းတဲ့သူလည်းရှိမယ်ဆိုတော့ခြုံဟောတာပဲဖြစ်တယ် အဲ့တော့ကျွန်တော်ကအဲ့ဒါနေထပ်ပို့ပြီးတော့ကံကောင်းတယ်တောက်ကြသားသမီးအချင်းချင်းဖြစ်တော်လဲပဲတခြားဖောသားတွေထပ်ပို့ကောင်းတယ်ဖောသားလေးတခုပြောပြခြင်းလဲအဲ့ဒါဘာလဲဆိုတော့ဒီနေ့ကတောက်ကြယာစဘွားတွေကယာစမှာယာစထက်တယ်နေလို့ခေါ်တယ်အင်မတန်အင်မတန်ကံအကောင်းဆုံးသောနေနံလို့ပဲပြောရမယ်နေနံပြင်ကံအကောင်းဆုံးသောဖောသားလို့ပြောရမယ်တောက်ကြသင်းတူတော်လဲပဲယာစဘွားတွေကယာစမှာယာစထက်တယ်ဗျအင်မတန်ဝမ်းသာတယ်သူတို့တို့ကဘာကြောင့်လဲဆိုတော့ယာစမှာယာစထက်ပြီးဆိုရင်ကြောက်ခမန်းလေးတွေပဲဗျာ အမှန်တန်ကောင်းတဲ့ကန်ဒီယာကြီးဖြစ်တည်လာတယ်အထူးသဖြင့်ဗျာဒီလိုအဲ့လိုခင်မှာဆိုလို့ရှိရင်ဗာလဲဘယ်လိုပြောရမလဲယာသမှာယာသထက်တဲ့နှစ်ဆိုရင်အရင်ခေတ်စကားနဲ့ပြောရမယ်ဆိုရင်ဘယင်ဖြစ်တဲ့နှစ်လို့ပဲခေါ်တယ်ကိုယ့်ရဲ့ပေါ့ဝင်ခြင်းအတိုင်းအမှာကိုကဘယင်ဖြစ်တယ်ဗျာကိုယ့်ရဲ့ရောက်စဲနေရာဌာနေပေါ်မူတည်ပြီးတော့ခေါင်းဆောင်ဖြစ်တယ်ဗောဒီဘက်ခင်မှာဆိုရင်တမရတွေဘာတွေဖြစ်တယ်လို့ဝင်ကြီးချုပ်တွေဘာတွေဖြစ်တယ်လို့နော်ဟိုကိုယ့်ရဲ့အတိုင်းအတာတွေပေါ်မူတည်ပြီးတော့ကွာတာဗောလေထားမတော့ကိုကအလုံးမှာလွတ်သွားဆိုခဲ့အောင်ဒီကလာမှာယာရုတို့တယ် အဲတချို့ကတော့ခုနကမန်နေဂျာဖြစ်မယ်စသည်အဖြစ်ပေါ့သူ့ level နဲ့သူတော့သွားတာပေါ့အဲ့တော့ခုနကဒီအရာရှိအတိုင်းဝိုင်းဒီပတ်ချလေတွေဆိုရင်တော့အမရန်ကြီးမားတဲ့ယာရုကြီးတွေရတယ်စစ်ဘိုလ်ချုပ်ကြီးတွေဖြစ်ကြတယ်ခုနကလိုဝန်ကြီးချုပ်တို့ဝန်ကြီးတို့ညွန်ချုပ်တို့သမရတို့အဲ့လောက်ထိအမြင့်ဆုံးထိတက်လန်းနိုင်စွမ်းရှိတဲ့အနေအထားဖြစ်တဲ့အတွက်သိချာတဲ့ဒီနှစ်ဒီတောက်ကြယာသဘွားတွေအတွက်ယာသမှာယာသထက်တော့မင်းနှစ်ထပ်ဖြစ်တဲ့ဂိမ်းတို့ခေါ်တဲ့အတွက်မိမိတို့အနေထိုင်ရပေါ့ဝင်ချင်းရှင်သန်ရအလောက်ကန်ဒီမှာကိုကဘယင်ပဲဗျဘယ်သူမှကိုကိုကြော်လွားလို့မရဘူးဆိုတဲ့အနေအထားဖြစ်တဲ့အတွက် အမရံဝမ်းသာဖို့ကောင်းတယ်လို့ဟောပေးခြင်းလည်းဗျာနော်အဲ့တော့တောက်ကြတာတမီးတကမှယာသဝါရီပါတယ်ကိုယ်တိုင်မပိုင်တော့ကုမှုသားတို့မှပါတယ်ဆိုတော့သိချတယ်ဗျာဒီကလာမှာတို့ဖူးဖူးမုတ်ထားပြီတော့ပဲဗျာနော်လွတ်မချပါနဲ့နော်အရန်ကောင်းတဲ့အနေထားလေးတွေကြုံရလိမ့်မယ်ဝင်နှဖြင့်ယာလူတို့တယ်တို့တဲ့အပြင်ကမှဘာထက်ဖြစ်လဲဆိုတော့နိုင်ငံတော်ကနေချင်းမြင်တဲ့ဘဝတူကုံတူစုစိတ်တွေရတယ်ဗျာအမရံကောင်းတယ်ကိုဗန်နာရဲ့ရောက်ရောက်ရောက်လျာအရက်တိုင်းမှာကိုယ့်ရဲ့ကောင်းသောဂုံတဲ့တွေမွေးပြန့်တယ်လို့ခေါ်တယ်ခီးကောင်းတွေတွားရတတ်တယ် ီးတော့ဒီကာလမှာအထူးသဖြင့်ဘာသာရေးနဲ့ပတ်သက်လို့ရှိရင်ထူးထူးခြားခြားလုပ်ရတယ်ဗျဖះရီပြန်ပြီးတော့ဆောက်ကာတာပြန်တီရတာပြီးရင်ဖះထီးတင်တဲ့ကုသိုလ်ကောင်းမှုအကြီးကြီးတွေလုပ်ရတတ်တဲ့ဂိမ်းလို့ခေါ်တယ်ဗျအထူးသဖြင့်အဲဒီကာလမှာနိုင်ငံရေးပါတီတွေလူမှုရေးအဖွဲ့အစည်းတွေမှာပါဝင်လှုပ်ရှားနေတယ်ဆိုရင်တော့လူလူထောက်ခံအားပေးမှုဒုနဲ့တင်နေရတယ်ဗျကိုကဘာပဲပြောပြောဘာပဲလုပ်လုပ်အနောက်ကနေလက်ခုပ်တီးအားပေးမဲ့လူလူထောက်ခံအားပေးမှုကအပြည့်အဝရတဲ့ကာလလို့ခေါ်တဲ့အတွက်အမှန်တန်ကောင်းတယ်ဒါအပြင် ခန်းအားထယ်ွားတဲ့အဆောက်အုံတွေနေအိမ်တွေကိုပိုင်ဆိုင်ရတတ်တယ်။အိမ်မရှိတဲ့သူတွေဒီကတော့မှအိုးသစ်အိမ်သစ်ရတာအញ្ញကရင်တော့မှဒါသူ့နေဟွာနေရာဌာနဘယ်လိုပြောမလဲအဆင့်တန်းပေါ်မူတည်ပြီးတော့တယောက်တစ်ယောက်တော့ကွာချမှုရှိတာဗောလေအဲ့တော့တေချာတယ်သူကဒီကလာမှာအင်ကြီးအင်ကောင်းတွေပိုင်ဆိုင်ရတတ်တယ်အိုးသစ်အိမ်တွေရတတ်တဲ့ဂိမ်းတွေအင်ဆောင်ရတဲ့ဂိမ်းတွေဖြစ်တည်လာလိမ့်မယ်တော်တော်လေးအားကောင်းတယ်အကဲပြန်ဒီတောက်ကြရာသားဘွားတွေကကျွန်တော်တို့လောကီလူပေါ်မှာမဟုတ်ဘဲနဲ့ရဟန်းတန်ကတော့အရှင်သူမြတ်တွေဒါဖြစ်ခဲ့မယ်ဆိုရင် မင်းအစိုးရတွေကနေဆက်ကတ်တဲ့ဝက်တစိတော်တွေရတယ်ဗျာဥပမာဆိုကြပါစို့အခမဟာပန္နိတာတို့မဟာဝရထဂုရုစသည်အဖြစ်ပေါ့လေဒီလိုမျိုးအမြင့်ဆုံးဝက်တစိတွေပါရရှိပိုင်ဆိုင်မယ်ဆိုတဲ့အနေအထားရှိတာတွေ့တွေ့ရတယ်အဲ့ဒါအပြင်ကြီးကျယ်ခံထားတဲ့ကျောင်းတွေကိုလည်းအလူခံတော်မူရရှိတော့ရရှိပိုင်ဆိုင်လိမ့်မယ်ဆိုတဲ့အနေအထားတွေအဲတွေ့တွေ့ရတဲ့အတွက်အမရဝန်တာဖို့ကောင်းတယ်အနုမညာရှင်တွေဆိုရင်ဒီကလာမှာအကယ်ဒမီရတာပေါ့ဗျာကိုတရုတ်ဆောင်လာတဲ့ကိုလုတ်လိုက်တဲ့ဟာတွေကပြည်သက်ရဲ့အားပေးထောက်ခံမှုအပြည့်အဝရတဲ့အတွက် တော်တော်လေးအားကောင်းတယ်ဗျာနော်ရှယ်ပဲဗျဟောရတာလဲကျွန်တော်ဝမ်းသာတယ်ပြီးတော့ဒီကာလမှာကိုယ့်ရဲ့နေရာဌာနကိုယ့်ရဲ့ဆွေမျိုးပေါင်းခြင်းအတိုင်းဝိုင်းမှာကိုယ့်ရဲ့ဩဇာအာဏာတွေပို့ပြီးကြီးကျယ်လာနိုင်မယ်ကိုကတခုံးဆိုတခုံးပဲဗျကိုယ့်စကားတည်တယ်ဗောဗျာလုတ်တိုင်းဖြစ်တယ်ပြောသမျှအဆင်ပြေတယ်လက်ညှိုးညှိုးဟာရေဖြစ်မယ်ဆိုတဲ့ကာလလိုပဲပြောကြပါစို့ဆွေမျိုးမိတ်ဆွေအပေါင်းအသင်းတွေအားလုံးရဲ့မိခိုအားထားရာခေါင်းဆောင်ပေါင်းခေါင်းဆောင်တယောက်ဖြစ်တည်လာမယ်ဆိုတဲ့အနေအထားကြီးရှိတယ်တခြားသူတွေရဲ့အလေးအမြတ်ပြုမှုဂယုဆိုင်မှုတွေကိုခံရမယ်ဆိုတဲ့ကာလเนาะ လေးစားမှုခံရမယ်ဆိုတော့ကာလတွေမှာပါတဲ့တော့အမရအမရဝမ်းတာမိတယ်ဗျနောက်ဆုံးများအတောက်ကြရာသားဘွားတွေကမှမင်းပြစ်မင်းတန်တင့်နေတယ်ဗောလေအချုံအောင်တွေဖြစ်နေတဲ့သူတွေအမှုကင်းရင်ဆိုင်နေရတဲ့သူတွေထောင်တန်းကျနေတဲ့သူတွေဆိုရင်တော့မှဒီကာလမှာအချုံအောင်ထောင်ကနေပြန်ပြီးလွတ်မယ်ဆိုတဲ့အနေအထားမျိုးရှိတာဖြစ်တဲ့အတွက်အမရဝမ်းတာဖို့ကောင်းတဲ့အနေအထားဖြစ်တဲ့ရန်မျိုးငါးပါးကပေးတဲ့ဟိုတပေးတော့ကအပေါင်းတွေကိုကင်းဝေးတယ်ဗောလေဒီကာလဒီတေချာတာကအဲတောက်ကြရာသားဘွားတွေကရန်မျိုးငါးပါးဘေးကနေ လွတ်မြောက်နိုင်တယ်လွတ်ကင်းနိုင်တယ်ဆိုတဲ့အနေထားကြုံရတာဖြစ်တယ်ဆိုတာလေးသူကတွေ့ရတဲ့သူကအမရန်ဝမ်းသာတယ်။ယာသားမှာယာသားထက်တဲ့နှစ်မှာကိုယ့်ကိုတခြားသူတွေကလာပြီးထိပါဆော်ကားလာတာတွေပါလေဆိုရင်ဘာမှစိတ်ဝူစရာမလိုဘူး။ကိုယ့်ဘသူကမှထိုးနိုင်လို့မရဘူး။ကိုကမင်းဖြစ်မဲ့ကာလဘရင်ဖြစ်မဲ့ကာလပဲဗျာနော်။အဲ့တော့လှုပ်ချင်တာရှိရင်ဟိုတွေ့ဝင်နေတာတွေချင်းချိန်နေတာမျိုးတွေမလုံနဲ့။လှုပ်စရာရှိရင်ပြက်ပသက်သက်လှုပ်။တခြားဘောက်ဖြစ်တည်လာလိမ့်မယ်နော်။ကိုယ့်ကိုထောက်ခံအားပေးတဲ့သူတွေအများကြီးကြုံရလာမှာဖြစ်တဲ့သူကရှေ့တို့လှုပ်ဆောင်မှာ ဒီနေ့မှကံမကောင်းဆိုရင်ဘယ်နေ့မှကံမကောင်းတော့ဘူးကျွန်တော်အဲ့လိုပဲပြောပြခြင်းနဲ့ဗျာနော်တခုတော့ရှိတယ်ကျွန်တော်စကားလေးကိုအဲနည်းနည်းလေးပို့ပြီးပြည့်စုံအောင်ထည့်ပြောခြင်းတော့တောက်ကြရာသဝါချင်းတူရင်တော့မှတချို့ဟာလေးတွေမှာလက်ရှိဘယ်လိုပြောမလဲရောက်စဲအတက်တွေပေါ်မူတည်ပြီးတော့တယောက်နဲ့တယောက်ကံအနှိမ့်မိနေတော့ကွာခြားမှုရှိတယ်ဒါအားလုံးဒီအတက်နိုင်ဆုံးအနည်းဆက်ဆုံးဖြစ်အောင်ကျွန်တော်တို့ခြုံခေါ်တာဖြစ်တဲ့အတွက်သိစေခြင်းနဲ့ဗျာနော် ဟိုတဦးတယောက်ချင်းရတိတိတတကိုယ့်ရဲ့ကံတရားတွေသိကျင်နေဆိုရင်တော့ကျွန်တော်စီမှာတသက်စားရလာမေးပေါ့ဒါကတော့အမီနဲ့နာမိုးတက်ကရနဲ့အသေးသေးတွက်ချရတဲ့ကိစ္စဖြစ်သွားပြီပေါ့နော်အဲ့ဒါလေးသိသိချင်းနဲ့သို့တော်သေးချရတယ်ဒီနေ့ကတော့တောက်ကြနေတော့လက်ခံခတ်ဘယင်ဖြစ်တဲ့နှစ်ပဲအဲ့တော့ဒီနေ့ကိုကျွန်တော်ပြန်ချုပ်ပြီးကြည့်လိုက်တဲ့အခါမှာဒီရာဇမှာရာဇထက်တဲ့တောက်ကြတွေကဘာဖြစ်မလဲမင်းနံပါတ်1ကိုထက်ကြီးခဲ့တဲ့အထက်လူကြီးအကြီးခဲ့တွေရဲ့ကုညီမဆမှုရရှိပိုင်ဆိုင်လိမ့်မယ်ဗျာနော်တခြားတဲ့ဆိုရင်မင်းအစိုးရရဲ့ကုညီမဆမှုတွေသူတို့ရဲ့ချီးမြှင့်မှုတွေရာဇအကြောင်းလိမ့်မယ် နံပါတ်1ကိုပေကန်းကုညီမှသားတဲ့သူတွေအဲကြုံဝကြုံဝနေမယ်ကိုကငွေကြေးဖြစ်စီတော်တော်တခုပေါ့လေအခက်ခဲရှိလို့ရှိရင်ကိုကိုကုညီမဲ့သူတွေအစသာရရပေါများနေလေတဲ့ကာလလို့ခေါ်တယ်နံပါတ်3အဲ့ဒါပါလဲဆိုတော့မိတ်ကောင်းဆွေကောင်းတွေရရှိပိုင်ဆိုင်နိုင်မယ်ပေါများလာနိုင်မယ်အရင်တော့တယောက်တည်းနေနေမယ်အပေခံဖြစ်ရင်ဖြစ်နေမယ်နောက်ဆုံးများလူမသိတဲ့သူဖြစ်ရှင်ဖြစ်မယ်ဒါပေမဲ့ဒီကာလမှာချစ်တဲ့ခင်တဲ့သူတွေမိတ်ကောင်းဆွေကောင်းတွေပေါများပြီးတော့အဆင်ပြေလာနိုင်မယ်နံပါတ်4အဲ့ဒါကပါလဲဆိုတော့အခွင့်အရေးကောင်းတွေကိုယ့်စီကိုရောက်ရှိလာနိုင်မယ် အဲ့တော့ကန်းတော့ကောင်းပြီလေအခွင့်အရေးကတော့ရပြီပေါ့လေအခွင့်အရေးတွေတခုမဟုတ်တခုလာပြီပေါ့အဲ့တော့လာတဲ့ကံမှာအခွင့်အရေးတွေရတော့လဲပဲအဲ့အခွင့်အရေးကိုစောက်ကင်နိုင်မှုအတွက်ကိုယ့်ရဲ့လက်တစုံကအရေးချင်းပြေဝနေဖို့တော့လိုတယ်အခွင့်အရေးတွေကြားရောက်လာခဲ့ရင်အဲ့ကြားရောက်လာတဲ့အခွင့်အရေးတွေကိုအပြေဝတောင်းဝင်ထမ်းဆောင်နိုင်တဲ့ကိုယ့်ရဲ့ပခုံးကအရေးချင်းပြေဝနေဖို့လိုတယ်ဗျအဲ့လိုမှမဟုတ်ဘူးဆိုရင်ကံတရားရောက်အခွင့်အရေးတွေရောက်လာတော့လဲပဲကိုယ်စောက်ကင်တဲ့လက်တစုံကိုထမ်းရွက်မဲ့ဒီပခုံးတစ်ဖက်ကအရေးချင်းတွေမပြေဝဘူးဆိုရင်တော့ကိုယ့်စီကနေထွက်သွားမှာပဲ အဲ့လိုဖြစ်ခင်တော့ဒါကံနဲ့မဆိုင်ဘူးလူအသုံးမကျလို့ဖြစ်တယ်ဆိုတော့သိသာစေချင်တယ်ဗျာနော်အဲ့တော့အခွင့်အရေးကြီးတွေမရောက်လာသေးတဲ့အနေအထားမှာရှိတယ်ဆိုရင်တော့မှရောက်လာခင်အစင်းနဲ့ထမ်းရလို့ရအောင်စောက်ကန်လို့ရအောင်အရေးချင်းရှိတဲ့ပကုန်းတစ်ဖက်လက်စုံဖြစ်အောင်ဖြစ်စည်းထားကြဖို့အကြံပေးချင်တယ်ဗျာနော်နောက်တစ်ချက်ကပါလဲဆိုတော့နံပါတ်5အချက်နေနဲ့လှုပ်တဲ့အလုပ်တွေအောင်မြင်တယ်ဗျအလုပ်ဆိုတော့ကလှုပ်တိုင်းအောင်မြင်တာမဟုတ်ဘူးဗျကိုကတေချာစူးစမ်းနေတော့မှဖြစ်ချင်သလိုဖြစ်တာ ਉ ဒါပေမဲ့ဒီကာလမှာတော့တေချာတယ်ကိုဟိုဟာလှုပ်တဲ့အလုပ်မှန်တယ်များအောင်မြင်လာလိမ့်မယ်နောက်ဆုံးနံပါတ်6အနေနဲ့ဒီကာလမှာ ဖြစ်လာတဲ့ပြဿနာတွေအားပြဿနာတိုင်းကိုအောင်မြင်စွာဖြေရှင်းနိုင်တဲ့အနေအထားရှိတဲ့အတွက်အမရံကံအထောက်ပံ့ကောင်းဖြစ်တဲ့ဘယင်ဖြစ်တဲ့နှစ်ပါပဲဗျဒါဘယင်ဖြစ်တဲ့နှစ်ဆိုတာနားလည်အောင်ပြောပြတာပေါ့အဲ့တော့ခုနကလို့ဒီမင်းစိုးရတဲ့နှစ်ပတ်သက်တဲ့သူတွေကတော့ယာရုတွေအမြင့်ဆုံးအဆင့်ရောက်တာပေါ့ကော်မီတာစုတွေမှာဆိုရင်ကိုယ့်ရဲ့မိသားစုရဲ့ခုနကဟိုခေါင်းဆောင်ခေါင်းကျော်ဖြစ်တဲ့အနေအထားဖြစ်တယ်ပေါ့နော်အလုပ်ဆိုလဲကိုယ်ယူလောက်တဲ့ပတ်ဝန်းကျင်အနေအထားမှာကိုကခေါင်းဆောင်ဖြစ်တဲ့ဘယင်ဖြစ်တဲ့ဒီလိုကာလမျိုးကိုကျွန်တော်ခြုံပြီးတော့တင်စားပြီးပြောခြင်းဖြစ်တယ်ဒါတော့နားလည်ဖို့လိုတယ် လူတိုင်းအားလုံးဘယင်ဖြစ်နေတော့မရတော့ဘူးပေါ့နော်ဒါတော့စဉ်းစားကြည့်ပေါ့ဟုတ်ပြီအဲ့တော့ခြုံပြောမယ်ဆိုရင်ဒီနှစ်ဒီတောက်ကြာရာဇဘွားတွေအတွက်ကံအမရံကောင်းတဲ့ကာလဖြစ်တဲ့အတွက်ကိုယ့်ဘက်ကလည်းဝရိယအားလေးထက်ပြီးတော့လိုအပ်တာလေးတွေကြိုးစားပါတွေ့ဝေခြင်းခုနကလိုချင်းချင်းနေတာအချိန်ကုန်နေတာတွေအဲ့ဒါမျိုးတွေမလုပ်ပါနဲ့အမရံနှမျောဖို့ကောင်းလို့ပါဗျာနော်အခုကျွန်တော်ဟောစတာလေးကိုနားထောင်ပြီးတဲ့အခါကံတရားရဲ့ထောက်ပံ့မှုလေးတွေအပြေအဝရအောင်ရရလေးအနေနဲ့မလုပ်သင့်လဲလို့မေးလို့ရှိရင်တော့တခြားလေးဗျဒီကနေ့မှရရလေးအနေနဲ့ဆိုလို့ရှိရင်တော့လေ အဲလမ်းတွေဘာတွေနဲ့ပတ်သက်ပြီးတော့လမ်းခင်းခြင်းအဲအဲ့လိုမျိုးတွေဘာတွေထက်ပြီးတော့လုပ်ပေးစေခြင်းလဲလမ်းခင်းတဲ့အခါမှာလည်းတက်နိုင်လို့ရှိရင်ကျွန်တော်ကတဲတွေဘာတွေနဲ့လမ်းခင်းပေးစေခြင်းလဲပြီးတော့အခုကျွန်တော်တို့ငလင်တန်းကြောင့်ပြိုပြတ်သွားတဲ့အထက်မှာဖုံးကြောင်ကတိတ်နေဘာတွေပါတယ်ဖရဲတိတ်နေဘာတွေပါတယ်အဲ့တော့တိတ်နေဘာတွေကိုပြန်ပြီးတော့တိဆောက်ပေးစေခြင်းလဲနော်အဲ့လိုမှမဟုတ်ဘူးအကလုံးမတက်နိုင်အောင်မှတိတ်ဆောက်တဲ့အထက်မှာတက်နိုင်သလောက်လေးပါဝင်ပြီးလူတန်းပေးနောက်ဆုံးတဲတက်နိုင်တဲ့လူပေးပေါ့ဒီလမ်းတွေဘာတွေပြန်ပြတဲ့အခါမှာလည်းကိုကတဲတက်နိုင်တစ်ချိန်မဲ့တက်နိုင်တက်နိုင်နော်တခိမ့်မဲ့တက်နိုင်တက်နိုင်အဆင်ပြေသလောက်လေးလုပ်ပေး မကြောင်ကြအဲ့လူတွေတော့လှုပ်ပေးပါဗျာနော်တယ်ယုံတိမ်ပြက်တွေကိုပြန်ပြီးတော့အဲပြုတ်ပြင်တာပြန်ပြီးတော့ဆောက်ပြီးတာခုနကတိမ်သွားတဲ့လမ်းကိုတက်ခင်းတာမျိုးတွေလှုပ်ပြအောင်လှုပ်ပြအောင်လှုပ်ပေးလိုက်ပါဒါဆိုရင်တော့ကောင်းတဲ့ကံလေးတွေကအေကံမုတ်ချကောင်းပြီးမကောင်းတဲ့အညံ့ခိုက်လေးတွေရှိရင်တော့မှလွတ်ကင်းသွားပါလိမ့်မယ်တောက်ကြရာသာဝါတာသမီအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းများဖြင့်ပြည့်စုံကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးပါတယ်